အတခုရှိပါတယ်ကျွန်တော်ဆိုင်ဆိုတာကကျွန်တော်ကဟိုကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဟိုတူတူလောက်ကြရမိတ်ဆွေတွေရှိပါတယ်ကျွန်တော်တယောက်တည်းနာမည်ခံရတာမျိုးကြီးတော့မလုပ်ချင်ပါဘူးအဓိကနားမလဲဘူးလေသိလားကျွန်တော်နားမလဲဝါသနာပါတာပဲရှိသေးတာနားမလဲသေးတဲ့အခါကျတော့ဒီလိုမျိုးပေါင်းလုပ်ချင်းရပဲကျွန်တော်အတွက်အဆင်ပြေပါတယ်ကျွန်တော်လက်ထက်ဖုန်းတစ်လုံးကိုဓာတ်ပုံရိုက်တာ Facebook သုံးတာတဲ့ပို့တဲ့ lifestyle တခုကိုကြွားစီချမ်းတာ smartphone ဆိုတဲ့အတိုင်းတကယ် smart ဖြစ်အောင်လုပ်ပေးနိုင်တာတွေအများကြီးပဲ အဲ့ဒါတွေကိုကျွန်တော် sharing လုပ်ပေးချင်ဘာဖုန်းတစ်ခု set up လုပ်တော့မယ်ဆိုလို့ချင်းဘယ်လို application တွေကိုအရင်ဆုံးစထည့်လဲအဲ့ဒီ application တွေကအဲ့ဒီလို define လုပ်တာပဲဆိုတော့ကျွန်တော်ကအဲ့ဒါလေးတွေ sharing လုပ်ပေးချင်အဲ interview တွေလည်းဒီဇိုင်းလေးနဲ့ပတ်သက်လို့တော်တော်များများဖြည့်ပြည့်ခဲ့ပါပြီ။အခုထိလည်းဝန်ရံပေးတဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်။ဒီနေ့ကတော့ဒါ ပုံမှန်ကိုကျွန်တော်နာမည်ပေးထားတဲ့ပုံစံဖွင့်ပွဲပေါ့နော် grand opening ပေါ့အဲကျွန်တော်တို့တော့ဒါနည်းနည်းလေးဟိုရုပ်ရှင်တကားလို့မဟုတ်ဘူးပေါ့ရှင်ခုံစရာတခုပါရုပ်ရှင်ဆိုတော့ဒါကိုကိုကျွမ်းကျင်နေကြကိုကျင်လည်ပြီးသားအလုပ်တစ်ခုဖြစ်တဲ့အတွက်ကားတစ်တကားရုံတင်နေဆိုရင်ရင်ခုံမှုနဲ့ဒီအလုပ်ကိုစလုပ်လိုက်တဲ့အချိန်ရင်ခုံမှုနဲ့တော့မတူဘူးပေါ့ အဲ့တခုရှိပါတယ်ကျွန်တော်ဆိုင်ဆိုတာကကျွန်တော်ကဟိုကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဟိုတူတူလောက်ကြရတဲ့မိတ်ဆွေတွေရှိပါတယ်ကျွန်တော်တယောက်တည်းနာမည်ခံတာမျိုးကြီးတော့မလုပ်ချင်ပါဘူးကျွန်တော်နဲ့တူတူလုပ်တဲ့မိတ်ဆွေတွေရှိပါတယ်သူတို့ရဲ့အားနဲ့လည်းလုပ်ဖြစ်တာပါ share လုပ်တယ်ဆိုတာလုပ်ငန်းတစ်ခုမှာအာဘယ်သူမှမဆိုလုပ်လို့ရပါတယ်ဒီလားတယောက်တယောက်ယုံကြည်မှုတယောက်တယောက်နားလည်မှုတယောက်တယောက်အပြန်အလှန်တင်ယူမှုနဲ့ပဲရှေ့ဆက်မယ်ဆိုလို့ရှိရင် share လုပ်ငန်းဆိုတာ ဘယ်သူနဲ့မဆိုလုံလို့ရပါဘူးဒီလိုပဲရှင်ရလုံရင်းနဲ့ပဲလုပ်ငန်းကြီးလာတယ်အဓိကနားမလဲဘူးလေတိလားကျွန်တော်နားမလဲဝါသနာပါတာပဲရှိသေးတာနားမလဲသေးတဲ့အခါကျတော့ဒီလိုမျိုးပေါင်းလုပ်ချင်းရပဲကျွန်တော်အတွက်အဆင်ပြေပါတယ် brand အစုံတင်နိုင်အောင်စူးစမ်းထားတယ် iPhone Android လုပ်ငန်းတစ်ခုကအခုရှိရနားလဲမှလုပ်တာတဲ့လုပ်ရင်းနားလဲအောင်သင်ယူတာနဲ့တော့မတူဘူးပေါ့နားလဲမှလုပ်မယ်ဆိုရင်တော့လေချိန်ကြီးအကြာကြီးဖြစ်ပါမှာကျွန်တော်ကျတော့ လုံရင်းနဲ့နားလည်အောင်တင်ယူသွားကြတာမျိုးလေဒီမှာ trading လုပ်လို့ရပါတယ်ကိုကင်ထားတဲ့ဖုန်းကိုလာပြီးတော့ဒီကိုလာပေးပြီးတော့လိုချင်တဲ့ဖုန်းနဲ့ trading လုပ်လို့ရတယ် now ကျွန်တော်ဖုန်း bank လို့နာမည်ပေးခဲ့တာအဲ့လိုပေါ့ bank တစ်ခုရဲ့ service လို့မျိုးပေါ့ higher purchase ရှိမယ် installment နဲ့ပြန်ပေးလို့ရတယ် higher purchase ရှိမယ် trading လုပ်လို့ရတာရှိမယ်အဲ့ဒါတွေအဲ့ဒီ service အကုန်လုံးရှိစေချင်တဲ့စိတ်ကူးနဲ့ ပုံပန့်လို့ကျွန်တော်ပြောပြရတာ Grand Opening Discount အနေနဲ့70 Pro Max ကိုဒီနေ့တရက်တည်းရောင်းမယ်ဈေးနဲ့ပြင်ဆင်ထားတယ်။ဖုန်းနဲ့ရုပ်ရှင်ရိုက်ဘူးတာလည်းကျွန်တော်တို့အမှတ်တရလို့ပြောလို့ရတယ်။နောက်တော့ဖုန်းပြောက်ဘူးတာလည်းဖုန်းခိုးခံဘူးတာလည်းအမှတ်တရလို့ပြောလို့ရတယ်။အများကြီးပေါ့အဲ့လိုမျိုးတော့ကျွန်တော်ပြန်ရခဲ့တယ်လေ။ကျွန်တော်ပို့ဆဲမှာရေးထားကျွန်တော်ပြန်ရခဲ့တယ်။ကျွန်တော်အဲ့လူကိုပြဿနာမရှာခြင်းလို့သာအမှုမလုပ်တော့တာလေ။ကြားပါပြီကြားပါပြီ။အဲ sit as plaster one အဲ့ဖြစ်သွားတဲ့ကိစ္စတော့နှစ်ဖက်စလုံးမအမားပဲပြောချင်ပါတယ်သူတို့ဘာလို့ခြင်းလဲပေါ့သူတို့ဘာလို့ခြင်းလဲသူတို့ကျွန်တော်စီကနေဘာလို့ခြင်းလဲအဲ့ဒါကိုအတက်နိုင်ဆုံးဖြည့်စည်ပေးဖို့ပဲကြာစလာကျွန်တော်လက်ထက်ဖုန်းတစ်လုံးကိုဓာတ်ပုံရိုက်တာ Facebook သုံးတာတဲ့ပို့တဲ့ lifestyle တခုကိုသွားစီချမ်း smartphone ဆိုတဲ့အတိုင်းတကယ် smart ဖြစ်အောင်လုပ်ပေးနိုင်တာတွေအများကြီးပဲ အဲ့ဒါတွေကိုကျွန်တော် sharing လုပ်ပေးချင်တယ်။ဟိုဖုန်းတစ်ခု set up လုပ်တော့မယ်ဆိုလို့ချင်းဘလို application တွေကိုအရင်ဆုံးစထည့်လိုက်။အဲ့ဒီ application တွေကအဲ့ဒီလို define လုပ်တာပဲ။ဆိုတော့ကျွန်တော်ကအဲ့ဒါလေးတွေ sharing လုပ်ပေးချင်တယ်။ဒီလောက်ဈေးကြီးပေးဝယ်ထားပြီးတော့ကင်မယ်ဆိုရင်တော့လေဓာတ်ပုံရိုက် Facebook သုံးတာလောက်နေ၊ game ဆော်တာလောက်နေဘာလို့မှာလဲဒီလား။ဒီပုံမှာသုံးလို့ရတာအများကြီးပဲလေ။ဥပမာကျွန်တော်ဆိုလို့ရှိရင်ဒီထဲမှာ စပြီးတော့ application တခုတွေ set up လုပ်ပြီဆိုလို့ရှိရင်ကျွန်တော်မဖြစ်မနေထည့်တဲ့ application တွေရှိအရင်ဆုံးထည့်လိုက်တဲ့ဟာရှိအဲ့ဒါတွေကိုကျွန်တော် sharing လုပ်ပေးချင်တယ်ဥပမာနောက်ဆုံး water reminder ဟာမျိုးပေါ့နော်ဒီဖုန်းကကျွန်တော်ရေတောက်ဖို့သတိပေးတယ်အဲ့ဒါမျိုးလေးတွေကအစကျွန်တော်လုတ်ထားတာအညာကြီးပဲကျေးဇူးများကြီးတင်ပါတယ်ဒီဟာကကြတော့လေဟိုရုပ်ရှင် interview မဟုတ်တော့ကျွန်တော်အနေနဲ့အများကြီးမပြောချင်ပါဘူးဒီဖုန်းနဲ့ပတ်သက်ရင်ကျွန်တော်ကိုယ်တိုင်လေ့လာသူအဆင်ပါ ခုနပြောသလိုပေါ့လေးလာပြီးတော့အကုန်လုံး complete ဖြစ်မှလုပ်မယ်ဆိုရင်နောက်ကျသွားလိမ့်မယ်လုပ်ရင်းနဲ့ပဲလေးလာတင်ယူတာကျွန်တော်အတွက်ဟိုအဆင်ပြေတယ်လို့ထင်လို့စလိုက်တာပါ